တထေးသားဟိဝိယံကိုယူလိုက်ပေမယ်တွက်ချိန်မကိုက်တော့လို့နေတကားရွာနကာပတ်ကငွေရှာနေရပြီဖြစ်တဲ့ဆိုပြေသစိကြီးကြီးတဲ့ချမ်းသာကြုံရတဲ့တထေးကြီးနဲ့လက်ထပ်လိုက်တဲ့ဆိုပေမယ်စိတ်နဲ့မနီရပင်ဆိုင်ပရိုမိုးရှင်းတွေပွဲတွေတက်နေရတာကဆိုပြေသစိမှာဒါကြောင့်လေပရိသတ်တွေကတနာနေကြပါတယ်ပုံမှန်အဖြစ်ဆိုရင်တော့ချမ်းသာကျွမ်းဝတဲ့တထေးတွေကိုလက်ထပ်လိုက်တဲ့မင်းသမီးတွေဟာထိတ်တန်းတထေးမကြီးတွေဖြစ်သွားတာဖြစ်ပါတယ်။ များသောအားဖြင့်အမှုပညာလောကကထိတ်တန့်မင်းသမီးတွေတက်တော်များများဟာချမ်းသာကြုံရတဲ့တထေးကြီးတွေနဲ့လက်ထပ်လိုက်ကြသလိုလက်ထပ်ပြီးရင်လည်းစိတ်နဲ့နေကြပါတယ်။ဆိုပြတဲ့စဉ်ကတော့လက်ထပ်ပြီးနောက်ရမှာပဲငွေရှာနေရတာပါ။အခုဆိုရင်ဆိုပြတဲ့စဉ်တက်အမယ်ရွှေဆိုင်ပရိုမိုးရှင်းတွေများစွာတက်ရဖို့ရှိနေတာပါ။ အစောပိုင်းမှာတော့လူတွေကစိုးပြေတဲ့စင်ဟာချမ်းသာကြွားတလုံးရုပ်ရှင်ပရိုဂျူဆာစောင့်လို့ရေးကုမ္ပဏီပန်ရှင်တထေးကြီးတွေဖြစ်တယ်။ဟိဝင်ရဲ့မိသားစုနဲ့လက်ထံလာရတာမို့အရင်ကချမ်းသာနေပြီလို့ထင်ကြပေးနေကြတာပါ။အခုတော့စိုးပြေတဲ့စင်တရားပင်မန်းစွာနဲ့ပွဲတွေခန်းနာတွေတက်နေရတာလည်းဖြစ်ပါတယ်။တချို့ကတော့ဟေးဝီယန်နဲ့စိုးပြေတဲ့စင်တို့ဟာနောင်ရေးအတွက်ငွေရှာနေတယ်လို့ဆိုကြပါတယ်။